United အသင်းနီးပြအာမော်ရင်ဟာစပါအသင်းနဲ့ရှင်ပြိုင်မဲ့ Europa League ဘောလုံးပွဲကိုကြီးစုနိုင်ဖို့အတွက်သူရဲ့နောက်ကွယ်မှာရှိတဲ့ဝန်ထမ်း30ဦးနဲ့သူတို့ရဲ့မိသားစုတွေအတွက်လက်မှတ်ခကိုပေးချေခဲ့ပါတယ်။ United အသင်းဟာဝတ်စုံစီစဉ်သူအပါအဝင်နီးပြတွေပံ့ပိုးမှုတွေပြုလုပ်မဲ့ဝန်ထမ်းတွေရဲ့မိသားစုတွေနဲ့တငယ်ချင်းတွေအတွက်အခမဲ့လက်မှတ်ပေးသွားဖို့မရှိတာပါ။ Europa League ဘောလုံးပွဲရှင်ပြိုင်မဲ့ United နဲ့စပါအသင်းတို့ဟာလက်မှတ်ခွဲတဲ့ 15000ရရှိထားတာဖြစ်ပါတယ်။စပါတင်ဟာသူတို့ရဲ့အချိန်ပြည့်ဝန်ထမ်းတွေအတွက်အခမဲ့လက်မဲ့တစောင်းစီပေးသွားမှာဖြစ်ပေမဲ့လေ United အသင်းကတော့ဝန်ထမ်းတွေအတွက်အရေးအတွက်အနည်းငယ်သာဖိထားခဲ့တာပါ။ ESPN က United နီးပြရီအကစားကုထုံပညာရှင်တွေနဲ့ ပံပိုးကူညီမှုတွေပြုလုပ်မဲ့အဖွဲ့တွေကိုအသင်းကကိုယ်ပိုင်လက်မှတ်ဝယ်ယူဖို့ပြောထားတယ်လို့ဖော်ပြထားပါတယ်။အဲဒါကြောင့်ပဲနီးပြအမော်ရင်ဟာသူတို့ရဲ့လက်မှတ်ခါတွေကိုပေးချေခဲ့တာပါ။ United အသင်းဟာသူတို့ခွဲတန်းရရှိထားတဲ့လက်မှတ်တွေကို ပြည်သက်တွေကိုရောင်းချနိုင်ဖို့ကဒါဦးစားပေးလှုပ်ဆောင်နေတာဖြစ်ပါတယ်။ United အသင်းဟာကစားသမားတအူးစီကိုလည်းလက်မှတ်နှစ်ဆောင်စီသာပေးထားပြီးတော့သူတို့ရဲ့မိသားစုတွေနဲ့မိတ်ဆွေတွေကိုလက်မှတ်ဝယ်ယူခြင်းရောင်းချမယ်လို့ပြောထားတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းကြီးပြအာမော်ရင်ဟာသူ့ရဲ့နောက်ကွယ်ကဝင်ထမ်းတွေရဲ့မိသားစုဓမ္မမဟုတ်တငယ်ချင်းတွေလိုက်ပါနိုင်မဲ့လက်မှတ်နှစ်ဆောင်ခါကိုပေးသွားမှာဖြစ်ပြီးသူ့လက်မှတ်ခစိုက်ပေးခဲ့တဲ့သူတွေထဲမှာလဆာနေပါတဲ့ဝင်ထမ်းတွေလည်းပါဝင်နေတာပါ United အသင်းဟာဘိုးဒဲပိုင်ရှင် စာကျင် Redcliffe အသင်းကို ရောက်ရှိလာပြီးကလေးကဝန်ထမ်းများပြားရှော့ချတာအပါအဝင်ကုန်ကျစရိတ်ကိုတက်တာအောင်ပြုလုပ်နေတာပါ United အသင်းဟာ Europa League ပိုလူပွဲမှာအနိုင်ရခဲ့ရင်တော့အမိုးဖွင့်ဘတ်စကာနဲ့လက်ပတ်အောင်ပွဲခံမှာမဟုတ်ပေ Calendar လက်ချေရေးကွင်းမှာပဲအကင်ဆုံးကြွေးပြီးအောင်ပွဲခံဖို့စီစဉ်ထားရတယ်ဖြစ်ပါတယ်